မင်္ဂလာပါရှင်ရန်ကုန်ကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်အကြံဖတ်ဆေးအုပ်စုနယ်လောက်ကံ PGF တို့ကကြားပြန်ပါဝင်ရာဇဝဲကိုင်းလုပ်ငန်းတွေအတွက်လက်ကူချောင်းပွေပြီးလုံခြုံတဲ့ကုလုံမှုတွေဖန်တီးပေးနေလို့ကုလသမဂ္ဂမှာတမန်ကျိုးကျော်မတော်တင်ပြကျန်းမာရေးအုပ်စုနဲ့လောက်ကပ PDF တို့ကကြားပြန်ပါဝင်ရဆွေခိုင်းလုပ်ငန်းတွေအတွက်လက်ကိုချောင်းမွေပြီးလုံခြုံတဲ့ကိုလွယ်ရည်ဖန်တီးပေးနေတဲ့လူကုလသမဂ္ဂမှာမြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမကြီးဦးကျော်မတို့ကတင်ပြပြောဆိုရတယ်။ အော်တိုဘာလ29ရက်နေ့အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာကလက်နက်ဖြတ်သိမ်းနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီရဲ့အခြားလက်နက်ဖြတ်သိမ်းလုပ်ငန်းစဉ်တွေနဲ့နိုင်ငံတကာလုံခြုံရေးကောင်စင်နဲ့ပြုလုပ်တဲ့ဆွေးနွေးမှုစီစဉ်မှာကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကထပ်ပါတိုင်ပြောဆိုလိုက်ခြင်းဖြစ်တဲ့မြန်မာနိုင်ငံမှာတရားမဝင်ဆရာနာသိမ်းပြီးနောက်ပိုင်းစစ်အုပ်စုနဲ့၎င်းတွေလည်းအခက်နေကြောင်းဆောင်တပ်ဖွဲ့တို့က ICT ကိုအသုံးပြုရေးဘေးဖြစ်စေမဲ့လုပ်ငန်းတွေကိုကျူးလွန်လျက်ရှိကြောင်းဒီကြတဲ့အာနာရှင်စနစ်ကိုတိစောက်ခြင်း၊စိုက်ဘာလိမ်လည်မှုလုပ်ငန်းစင်တာတွေတိုးပေါ်လာခြင်းတို့ကိုစွန့်ရွေးဝင်ဆိုင်နေရကြောင်း ထုံအွန်လိုင်းလေလံမွေအသားကောင်တွေကကမ္ဘာတဝန်းမှာဖြစ်ပြီးညံပန်းနေဆက်ခြင်းကိုခံရကအသက်တိမ်ဆုံးတဲ့အထိဖြစ်ရခြင်းအဲဒီမှာအလုတ်ခိုင်းစေခံရခြင်းနဲ့လူကုန်ကူးကံရခြင်းတို့နဲ့ရင်ဆိုင်ကြရကြောင်းမြန်မာနိုင်ငံမှာစတင်လာတဲ့ e-online လိမ်လည်မှုမှာဒေတာအတွင်းနဲ့နိုင်ငံတကာနဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးပေါ်ကြီးမားတဲ့အမှုရှိနေကြောင်းသတ်မှတ်ကြီးကပြောတယ်စီအောင်စုကိုယ်တိုင်ပါဝင်ပတ်သက်တဲ့ကြားပြန့်ဆိုင်ပါလိမ်လည်မှုစင်တာရဲ့ပြဿနာကိုရင်ရှည်တည်မြဲပြီးတိရောက်စာဖြင့်ရှင်စီအောင်စုနေဖြင့်ဆောင်ရနိုင်ခြင်းမရှိသေးမှအလုံးရှင်နေနေကြောင်း ထို့အခြေအနေမျိုးမှာစေုံစုကစီစဉ်တဲ့တွေ့ရုံရွေးကောက်ပွဲကအကြံဖတ်မှုတွေကိုပုံမူကြရှင်စင်ပြီးဖြစ်ပြီးစိုက်ပါမှုကနေပုံမူဆွာလာပြီးဒေသတွင်းနဲ့ဒေသချင်းကြော်ပြီးမတည်ငြိမ်မှုတွေကိုပုံမူဆွာစင်ပြီးဖြစ်ကြောင်းစေုံစုရဲ့လှည့်ပြားလုပ်ငန်းစဉ်ကိုပြည့်ပြည့်သားသားပေးကြတဲ့နိုင်ငံတကာတိုင်ဝန်ကိုတမ်မကျူးကြောင့်မုံတုံကတိုက်တော်နေ မြန်မာနိုင်ငံကကမ္ဘာတဝန်းရှိပြည်သူတွေကိုအကျိုးပြုပြီးတော့ပွင့်လင်းပြီးတော့ဘေးကင်းလုံခြုံစိတ်ချရတဲ့ငြိမ်းချမ်းသောစိုက်ပါရန်ဝန်တစ်ခုပေါ်ပေါက်လာခြင်းဆက်လက်ဆန္ဒပြုကြောင်းတို့တော့မြန်မာနိုင်ငံမှာတရားဝင်ဆရာနာသိမ်းပြီးနောက်ပိုင်းဆေးဥစုနယ်၎င်းတွေအလောက်ကနေကြောင်းဆောင်တဖွဲ့တို့က ICT ကိုအသုံးပြုပြီးဘေးပစ်စင်မဲ့လုပ်ငန်းတွေကိုကျွလွန်လျက်ရှိကြောင်းရှင်းရဲ့အကျိုးဆက်အနေဖြင့်မြန်မာနိုင်ငံမှာအောက်ဖော်ပြပါစွန့်ဝင်ပွဲအချိန်တွေနဲ့ပေါ်ပေါက်လာခဲ့ကြောင်းစစ်တပ်က digital နဲ့ဆက်သွယ်ရေးဆိုင်ရာအခြေခံ အဆောက်အဦကိုမတရားထိန်းချုပ်ထားပြီးအင်တာနက်နဲ့ဖုန်းဝန်ဆောင်မှုတွေကိုဆိုင်ငံ့ထားခြင်းလူမှုကွန်ရက်တွေကိုပိတ်ဆို့ထားခြင်းနဲ့၎င်းတို့နဲ့အမြင်မတူသူတအုပ်ချင်းစီရဲ့အကိုအချက်လက်တွေအားပေးရန် ICT ဝန်ဆောင်မှုလုပ်ငန်းရှင်တွေပေါ်အထမဖျားပေးခြင်းနဲ့ပြုလုပ်ခဲ့ကြောင်းသံမကြီးကဆိုရယ်စေအစွဲဒီဂျစ်တယ်စောင့်ကြည့်လုပ်ငန်းတစိုက်တစ်ပိုင်းဖြစ်အကြမ်းဖက်အာနာဖီဆိုင်ရေလှူရှာမှုမှာပါဝင်ကြတွေနဲ့လူခွင့်ရေကာကွယ်မြင့်တင်တွေကိုခြေရခံကဖန်ဆင်းရအတွက်ပါဆင်တဲ့ Securization and Monitoring System ကိုကြားသိမိကအသုံးပြုခဲ့ကြတယ် မြန်မာနိုင်ငံရှိစိုက်ဘာရပ်ဝန်ကစေုပ်စုရဲ့စောင့်ကြည့်စုစည်းမှုနေရာအဖြစ်တို့ပြောင်းလဲသွားခဲ့ကြောင်းစိုက်ဘာလိမ်လည်မှုလုပ်ငန်းစဉ်တိုင်းတိုးပွားလာခြင်းနဲ့ဇက်ဖြတ်ကျော်စိုက်ဘာလိမ်လည်မှုလုပ်ငန်းတွေမှာလိမ်လည်သူတွေကစာတိုတွေ message application တွေထုတ်လုပ်နိုင်တဲ့ generative AI နဲ့ deepfake နည်းပညာတွေကိုအသုံးပြုကာဒါကောင်တွေကိုသိမ်းဆောင်ပြီးစိုက်ဘာလိမ်လည်မှုတွေကျွမ်းတော်လျက်ရှိကြောင်းအကြပ်ဖက်စေုပ်စုနဲ့၎င်းအလားကံ PDF တို့ကရာဇွက်ခိုင်းလုပ်ငန်းတွေကိုလွယ်ကူချောမွေ့စေပြီးလုံခြုံတဲ့ခေါ်လွှာတွေဖန်တီးပေးနေကြတဲ့အမကြီးကထောက်ပြတယ်။ တို့ online လေးလည်းမူရဲ့တားကောင်တွေကကမ္ဘာတဝမ်းမှာဖြစ်ပြီးညှင်းပတ်နှိမ့်ဆက်ခြင်းကိုခံရကအသက်သေးဆုံးတဲ့ဖြစ်ရခြင်းအဲဒီမှာအလုတ်ခိုင်းစေခံရခြင်းနဲ့လူကုန်ကူးခံရခြင်းတို့နဲ့ရင်ဆိုင်ကြရကြောင်းလူငယ်မျိုးသားနဲ့မျိုးသမီးပေါင်းသိန်းကျော်အားဖြန့် scan တွေကိုလူကုန်ကူးခံရပြီး online လေးလည်းမူရဲ့ကျူလွန်အတင်းချက်ခိုင်းစေခံရကြောင်းအများအားဖြင့်ဟွန်း online လေးလည်းမူရဲ့ကျူလွန်ရဲ့အတင်းချက်ခိုင်းစေခံရခြင်းအများအားဖြင့်အစင်မြင့် AI ကိုအသုံးပြုပြီးနှစ်စဉ်အမေရိကန်ဒေါ်လာဘီလီယံ၄၀နီးပါးရရှိနေကြောင်း စိတ်မချမ်းမြင့်စရာပဲမြန်မာနိုင်ငံမှာစတင်လာတဲ့ဦးအွန်လိုင်းလေထဲမှာဒေတာတွေနဲ့နိုင်ငံတကာငြိမ်းချမ်းတဲ့လွန်ကျွဲပေါ်ကြီးမားတဲ့အမှုရှင်နေကြောင်းသိရတယ်။စိုက်ဘာလိမ်လည်မှုလွန်ကန်တဲ့ရင်းမြစ်ကိုကိုက်တွေဖြစ်ရှမ်းပြက်ကွက်ခြင်းနဲ့သက်ဆိုင်သူများအနေဖြင့်အပြည့်ဝဘူပေါင်းဆိုင်မှုမရှိခြင်းတို့ကမြန်မာနိုင်ငံအရှိမြောက်ဘက်နေဆက်ကနေစားပြန့်စင်တာတွေကအရှိတောင်ဘက်နေဆက်ကိုရွှေ့ပြောင်းလာကြပြီးအဆိုပါရှင်းမြောက်ဒေတာမှာခေတာသက်သာရရာမှုတာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့မဟာမိတ်ဖက်ဒရယ်ဒီမိုကရေစီရာဇရေကစိုက်ပါမှုကင်းနေတဲ့လူချင်းချင်းကောင်းပုံပြမှုတွေ ဆိုင်ဘာလိမ်လည်မှုလုပ်ငန်းတွေရဲ့ယင်းမြစ်ကိုကိုင်းတဲ့ပြင်းပြပြက်ကွက်ခြင်းနဲ့သက်ဆိုင်သူတွေနဲ့ပြေဝပူပေါင်းဆောင်မှုမရှိခြင်းတို့ကမြန်မာနိုင်ငံအရှေ့မြောက်ဘက်နေဆက်ကနေဇောပြင်းစင်တာတွေကရှစ်တောင်ဘက်နေဆက်ကိုရွှေ့ပြောင်းလာကြပြီးအဆိုပါရှစ်မြောက်ဒေသမှာခေတ္တသက်သာရမှုသာဖြစ်မိဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့မဟာမိတ်ဖက်ဒရယ်ဒီမိုကရေစီအစိုးရကစိုက်ပါမှုကင်းနေတဲ့လူချင်းချင်းကောင်းပုံပြမှုတွေတိုးပွားလာတဲ့အကျတဲ့ကိုတိုက်ဖြတ်ရေးလုပ်ငန်းတွေမှာနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်အသိရှိကြောင်းတန်မကြီးကတရားဝင်သတင်းထုတ်ပြန်နေတယ်။ ဆက်လက်ပြီးမော်ရမြနယ်ကြောက်ကရွှေကိုနေဖျားဝန်ထိုင်ကြတက်ဆွဲထားတဲ့စစ်တပ်စခန်းကစစ်မှုရန်တပ်သားတင်နှောက်ကတနနလန်နဲ့ခန်းနေယူဆောင်လင်းဝင်စကိုင်းတိုင်းမော်ရမြနယ်ကြောက်ကရွှေကိုနေဖျားဝန်တွင်ထိုင်ကြတက်ဆွဲထားတဲ့စစ်တပ်စခန်းကနေစစ်မှုရန်တပ်သားတင်နှောက်တနနလန်နဲ့ခန်းနေယူဆောင်လင်းဝင်ခဲ့ကြောင်းမော်ရမြနယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တော်ရှင်သူကပြောတယ်အော်တိုဘာ29ရက်နေ့မှာမြို့နယ်ရှိကြောက်ကရွှေကိုနီဖျားဝင်တွင်မှထိုင်ကြတက်ဆွဲထားတဲ့စစ်တပ်စခန်းကနေပေါ်တော်ဆွဲခံရပြီးစစ်မှုရန်ဖြစ်လာသူတပ်သားနှုတ်က တေဒန်ဖို့မုံရအမှန်နေတိုင်းနယ်ဘက်ကဘာတိုက်ခိုက်ပွဲနဲ့ချိန်ဆက်ပြီးလက်နက်ကင်များနဲ့တို့အလင်းဝင်ရောက်ခဲ့ကြောင်းလက်ရှိမှာလင်းဝင်လာသူနောက်လုံးကောင်းမှုစွာလက်ခံထားရှိကြောင်းသိရတယ်ထို့သောအလင်းဝင်ရောက်လာတဲ့စစ်မှုထမ်းတပ်သားတင်နှောက်က MA3 တက်လက် MA11 တက်လက်ခဲအနေနဲ့တို့အလင်းဝင်ရောက်လာပြီးအလင်းဝင်ခဲ့တဲ့စစ်မှုထမ်းတပ်သားတင်နှောက်မှဆက်ရဆွေးမွေးနေပတ်သက်မှုရှိကြောင်းထို့ကြောင့်၎င်းတို့ဖြစ်ချင်သောဆန္ဒအတိုင်းကြိုးစားစာပေးမည်ဖြစ်ကြောင်းကြန့်ရှိနေတဲ့စစ်တပ်မှစစ်သားများအနေဖြင့်လည်းအမြဲဆုံးအလင်းဝင်ကြမှာမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့ကအသိပေးလို့ဆိုရတဲ့ ဆက်လက်ပြီးရန်ကုန်တိုင်းတကုံကျော်တဲ့မြို့နယ်လေးကိုမှရဲအုပ်ချုပ်မှုရေးနဲ့ပွဲစားချိုးပူပေါင်းကကယံမြေနဲ့ပါမစ်တဲ့အတူပြုလုပ်ပြီးအင်ချန်မြေလေးလည်းရောက်ချက်မှုတွေဖြစ်ပေါ်နေရန်ကုန်တိုင်းတကုံမြို့တဲ့မြို့နယ်လေးကိုမှအုပ်စုဖွဲ့ကကယံမြေပါမစ်အတူပြုလုပ်ပြီးရဲတပ်ဖွဲ့အုပ်ချုပ်မှုနဲ့အင်ချန်မြေပွဲစားချိုးပူပေါင်းကအင်ချန်မြေလေးလည်းရောက်ချက်မှုတွေဖြစ်ပေါ်လျက်ကြောင့်ရှီချန်ငွေလင်ခရီးအတွင်နဲ့အမှုလိုက်ရှင်တွေထံကနေသိရတယ် ဒဂုံမြို့သိစိတ်ကမ်းမြို့နယ်ဒဂုံမြို့သိတောင်ပိုင်းမြို့နယ်ဒဂုံမြို့သိမြောက်ပိုင်းမြို့နယ်နဲ့ဒဂုံမြို့သိအရှေ့ပိုင်းမြို့နယ်မှာအစုဘဲကကံမြေပါမိအတူတွေပြုတ်လောက်ပြီးအင်ဂျင်မြေတွေလိမ့်လည်ရောက်ချပြီးငွေကြေးရေလိမ့်လည်နေကြအောင်ထို့သို့လိမ့်လည်ခံရမှုကို yes ကန်တို့တောင်းရောက်တိုင်တန်းမှာကပါမိတူပြုတ်လောက်တော့ဖွဲမှာရှင်းခွေနဲ့ငါးစားညီမဆိုင်စားတဲ့ထပ်မံအတူပြုတ်လောက်က yes ကန်မှာပြန်လည်အမှုဖွဲ့မြဖန်ခိုင်းနေကြောင်းသိရတယ်ထို့သို့ပါမိမြေဆိုင်စားတဲ့အတူပြုတ်လောက်ကလိမ့်လည်ဖွဲ့တဲ့မှာမြို့နယ်ရဲ့တပ်ဖွဲ့မှုနဲ့ yes ကန်မှုတွေကိုတိုင်းလာစဉ်ကျေးဖြင့်ငွေရယူထားပြီးဆိုင်စားတဲ့အတွေ့နဲ့ yes ကန်ကိုအမှုလာဖွင့်သူရှိပါကအမှုဖွဲ့ရတဲ့အချိန်ဆွဲခြင်း ဆိုင်းစာတန်းကျေးဥစွာကငွေကျပ်70သိန်းကနေ30သိန်းတောင်းခံမှုပြုလုပ်ကြောင်းသိရတယ်။အလေးခံသူများနေဖြင့်ရဲစခန်းမှာတာရောက်မှုဖွင့်ရမှာရဲစခန်းမှာတောင်းခံတဲ့ငွေကြေးကအရင်များပြနေတဲ့ဖြင့်အမှုမဖွင့်ဘဲဆုံးရှုံးခံရသူတွေရှိကြောင်းရဲစခန်းများနေဖြင့်ငွေကြေးမပေးလျင်အကြောင်းမျိုးမျိုးပြကချိန်ဆွဲခြင်းငွေကြေးလိမ့်လဲသူတွေထံတရင်ပေးခြင်းနဲ့လုံဆောင်လျက်ရှိကြောင်းသိရတယ်။ထို့အပြင်အမှုလာဖွင့်သူတွေကိုစားရလို့ပေါ်မှာလက်မှတ် လရေးလက်မှတ်တွေထိုးခိုင်းကစန်းစာနဲ့တူပြုတ်လုတ်သွင်းတဲ့ပူပေါင်းမီထက်မှန်တူပြုတ်လုတ်ကအမှုဖွင့်ခြင်းငွေကြေးပြန်လည်တောင်းခံခြင်းတွေလှုပ်ဆောင်လျက်ရှိကြောင်းသိရတယ်။တကုံမျိုးတင်မျိုးနယ်လေးကိုမှမြေဈေးနှုန်းနဲ့တဟုန်တို့မြင့်တက်နေပြီးပေ20ပေ60မြေခွက်အလုပ်ပင်3000တောင်တိဈေးပေါင်လာကြောင်းထို့ကြောင့်မြေဝယ်လူတွေများပြားလာချိန်မှာလိမ့်လည်ရောက်ကြမှုနဲ့ကရန်မြေပါမင်းမြေအတူပြုတ်လုံမှုတွေအလုံးမျိုးပြားလာကြောင်းဈေးကွက်တွေမှာစုံစမ်းသိရတယ်။ဆလာဘီကလေးမျိုးနယ်မှာစစ်ကြောင်းတို့နေစစ်တပ်ကတောက်ကြံရောက်ဝင်ရောက်စီနေပြီးပြည်သူ၄၀ခန်းကိုဖမ်းဆီးကနေနေကိုမီရှုံနေ စကိုင်းနိုင်ကလေးမြို့နယ်ကလေးကန်ကော်လံပိုင်ကိုစစ်ကြောင်းထိုးနေတဲ့ဂျပန်စစ်တပ်ကထောက်ကျညာကုံရောက်စင်းနေပြီးစစ်ပင်းရှောင်ပြည်သူ၄၀ခန်းကိုဖမ်းဆီးတာကနေအိမ်တွေကိုမီးရှို့နေကြဒေသပြည်သူတွေက ပြောပါတယ်အော်ဘလ29ရက်နေ့ကစတင်ပြီးထိုမှာရွာ GTC မှာတက်ဆွဲတဲ့စစ်တပ်ကတာယာကုံရွာနဲ့ကျွန်းချောင်းရွာကိုစစ်ကြောင်းတုံဝင်ရောက်စင်းနေကကျွန်းချောင်းရွာကိုမိရှုပ်ဖြတ်စည်းခဲ့ကြောင်းသိရတယ်။အော်ဘလ28ရက်နေ့မှာလည်းထိုစစ်ကြောင်းကတောက်ကျန်အောင်ကိုထပ်မံဝင်ရောက်စင်းနေခဲ့ပြီးကျေးရွာတွင်ပြည်မိနယ်စစ်ဘေးရှောင်ပြည်သူ40ကိုလည်းဖမ်းဆီးတာကကျေးရွာတွင်ရှင်နေနေကိုမိရှုပ်ဖြတ်စည်းနေကြောင်းသိရပါတယ်။ ရင်းစစ်ကြောင်းကအော်တိုဘာလပိုင်းကစပြီးကလေးမြွနယ်တွင်ရှိကလေးတမူလန်ပိုင်းနဲ့ကလေးကံကောလန်ပိုင်းကိုအင်အားလုံးရင်းတဲ့စစ်ကြောင်းထုံးနေရကြောင်းဒေသပြည်သူများပြားရေးပေါ်နေရဆုံကတွေ့ပြတင်းရှာရကစာနယ်ကိုင်လိုအလျက်ရှိကြောင်းသိရပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။